အားလုံးကိုခရစ်တော်နာမ၌နှုတ်ခွန်းဆက်ပါတယ်ဒီနေ့မှာဖျားသခင်ရဲ့အောပွဲချစ်ချင်းမေတ္တာတော်အကြောင်းကိုအနေငယ်ဝင်ကလိုတာဖြစ်ပါတယ်ဒီနေ့အာ online အဖြစ်ကြီးရှုတဲ့သူတွေအားလုံးကိုလည်းဖျားသခင်ကောင်းကြီးပေးပြီးမှဖျားသခင်ထံကနေလာတဲ့ငိန်တဲ့ချင်း ဝမ်းမြောက်ခြင်းခံစားပါစေလို့ဆုတောင်းပေးပါတယ်ဒီနေ့နှုတ်ကပတ်တော်ကတော့ဟောရှိအနာကတိကျမ်းခန်းကြီးတေအပိုင်းငယ်တိနဲ့နှစ်ကိုအရင်ဆုံးဖတ်လို့ပါတယ်ယူရရှင်ပေရှင်ဘရင်ဩဇိမင်းယောတန်မင်းအာခတ်မင်းဟေဇကိမင်းဣတရီလရှင်ဘရင် ယောရှတာရေယောပေါင်မင်းလက်ထက်ဝေရိတာဟောရှိတုရောက်လာတော်သာဝရဖျားဤနှုတ်ကပတ်တော်အစအဦးဟုမူကားတင်သွား၍ပြိတ္တစာမိမ့်မနဲ့တကွာသူဖွားမင်သောသာသမီးတို့ကိုတင်ပိုက်လောအကြောင်းမူကားပိသားတို့သည်သာဝရဖျားကိုစွန့်ပြ၍ အထက်ထက်မှောင်ယွင်းကြပြီဟုဟောရှိအားမှာထားတော်မူ၏ဟောရှိသည်တွား၍ဒီပလိန်တမီကောမာကိုတိမ့်ပိုက်သဖြင့်ဒီကျမ်းပိုက်ထဲမှာဖရာသခင်ကပရောဖက်ဟောရှိကိုထူးထူးဆန်းဆန်း စိတ်ခိုင်းတဲ့အရာရှိပါတယ်။ Prophet Hoshi ကတော့ BC 960နဲ့920နှစ်ပတ်ဝန်းကျင်မှာဘုရားသခင်ရဲ့နှုတ်တော်ထက်စကားကိုလူတွေစီမှာဘုရားပြောခိုင်းတဲ့အတိုင်းဟောပြောသွန်သင်ဝေငှနေတဲ့ Prophet တပါဖြစ်တယ်။ဘုရားသခင်က prophet များစွာကိုအုံပြုပြီးမှလူတွေကို သူရဲ့ချစ်ချင်းမေတ္တာတော်ကြောင်းပေါ်ပြတယ်။လိုအပ်ရင်သတိပေးခိုင်းတာတွေရှိတယ်။အမျိုးမျိုးဘုရားသခင်ကနေသူ့ရဲ့ prophet တွေကို စေခိုင်းတယ်။ဒါမဲ့ဒီနေရာမှာထူးထူးဆန်းဆန်းဘုရားသခင်ကဟောရှေကိုစေခိုင်းတဲ့အရာရှိတယ်။အဲ့ဒါကတော့ဟောရှေရဲ့အသက်တာမှာလုံးဝမျောလင့်မထားတဲ့အရာဖြစ်တယ်။ တခါမှအိမ်မက်မှမမက်တဲ့အရာတစ်ခုဖြစ်တယ်အဲ့ဒါကတော့ဘာလဲဆိုရင်တင်သွားပြီးမှပိတ္တစာမဂောမာကိုတိမ့်ပတ်ရမယ်အိမ်ထောင်ပြုရမယ်စဉ်းစားကြည့်ပါဦးဒီကနေ့ကျွန်တော်တင်းအောင်ဆရာကြီးအမှုတော်ဆောင်တွေပိတ္တစာအိမ်မှာသွားတယ် ဣရိစာလုပ်ငန်းမှာဘာဝင်နေတဲ့သူတွေနဲ့ပတ်သက်နေတယ်ဆိုတာတကယ်တမ်းဆိုရင်အင်မတန်မှရှစ်ဆရာကောင်းတဲ့အရာဖြစ်တယ်လုံးဝမလုတ်တင်တဲ့အရာဖြစ်တယ်ကျွန်တော်တို့တာမန်လူပဲဖြစ်ဖြစ်ဂုံတိတ်ကရှိရှိနဲ့အသက်ရှင်တဲ့သူတွေပဲဖြစ်ဖြစ်လုံးဝလုံးဝမတော်တင်တဲ့နေရာဖြစ်တယ်ဒါပေမဲ့လို့ ဘုရားသခင်က သူ့ရဲ့ prophet ဟောရှိကိုအဲ့ဒီနေရာမှာတွားရမယ်တဲ့။တွားရုံမကအဲ့ဒီမှာရှိတဲ့ပြည်သာမဂေါမာကိုတိမ့်ပတ်ရမယ်။သူတယောက်တည်းမဟုတ်ဘူးသူ့မှာရှိတဲ့ကလေးတွေကစအားလုံးတိမ့်ပတ်ရမယ်။တနည်းအားဖြင့်အိမ်ထောင်ပြုရမယ်။ဓမ္မကျမ်းစာထဲမှာအိမ်ထောင်ပြုတယ်ဆိုတာကဘာကိုပြောတယ်လဲ။ဘာဟုကျမ်း နှစ်24မှာလည်းတွေ့ရတယ်။အိမ်ထောင်ပြုတယ်ဆိုတာကတလုံးတဝတီဖြစ်ချင်းဖြစ်တယ်။ကျွန်တော်တို့ဘယ်သူကိုပဲဖြစ်ဖြစ်အိမ်ထောင်ပြုလိုက်ပြီးလက်ထပ်ထိမ်းများလိုက်ပြီးဆိုရင်အဲ့ဒီအမျိုးသမီးနဲ့ကျွန်တော်တို့ဒီတလုံးတဝတီဖြစ်တယ်။ဟောရှင်ရဲ့တတ္တာမှာအင်မတန်မှခက်တဲ့အရာဖြစ်ကောင်းဖြစ်နိုင်တယ်။ သူမှာတခြားနှစ်သက်တဲ့ဟောအင်မတန်မှဂုံရှိတဲ့ဒိက္ခာရှိတဲ့အမျိုးသမီးတွေဖះကိုကြောင်းရွံ့တဲ့အမျိုးသမီးတွေရှိကောင်းရှိနိုင်တယ်။ဒါပေမဲ့ဘုရားသခင်ကအဲ့ဒီမကောင်းတဲ့မိန်းမကိုသွားယူပါတဲ့။ဘယ်လောက်ဟောရှေခံစားမလဲ။သူညအဲ့လိုလဲကောင်းမှာမဟုတ်။သမင်းစားရင်လဲပျော်မှာမဟုတ်။ သူချစ်တဲ့အရာတွေအားလုံးကိုစွန့်ပြီးမှအင်မတန်မှယဉ်စရာကောင်းတဲ့အင်မတန်မှမုံတီးစရာကောင်းတဲ့အိုးလူတိုင်းကအထင်သေးတဲ့အမျိုးသမီးကိုတွားယူပါသူ့မှာရှိတဲ့ကလေးတွေ အားလုံးကိုလည်းမိသားစုအနေနဲ့သိမ့်ပိုက်လိုက်ပါ ဆိုပြီးမှဘုရားသခင်ကဟောရှိကို prophet ဟောရှိကိုစေခိုင်းလိုက်တယ် ခုနဖတ်သွားတဲ့ကျမ်းပိုက်တိုင်းပဲဟောရှိဟာဘုရားသခင်ကိုမငင်းဘဲနဲ့တွားပြီးမှဟောရှိနဲ့သူမှရှိတဲ့ကလေးတွေအားလုံးကိုတင်ပိုက်ပြီးမှမိသားစုတစုအနေနဲ့သူဟာအသက်ရှင်ခဲ့တယ်။ဒီနေ့ဒါကဘာကိုပြတယ်လဲ။ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကိုပြတာဖြစ်တယ်။ ဒီကနေ့အပြစ်တရားကြောင့်လောကမှာကျွန်တော်တို့ဒီပြည်တစားမှကဲ့သို့လူတိုင်းနဲ့ပေါင်းပေါ်ပြီးမှအင်မတန်မှယွန်းရှာဖျားမုံတီးတဲ့အရာတွေကို လူတွေကပြုနေကြတယ်။တခြားဖျားတွေနဲ့ပြင်ပါတယ်။တခြားအသက်ရှင်တဲ့ဖျားမဟုတ်တဲ့ယုတ်တုစင်းသူတွေနဲ့လည်းကျွန်တော်တို့ပေါင်းတင်ပြီးမှ ကိုယ်ကွယ်နေကြတယ်အင်မတန်မှယဉ်စရာကောင်းပါတယ်ဒါမဲ့ယေရှုခရစ်တော်ဟာဒီຢာရင်အလုံးကိုတည်ပင်မဲ့လဲသူရဲ့ကြီးမားသောချစ်ချင်းမေတ္တာကြောင့်ကျွန်တော်တို့စီမံရောက်လာတယ်ကျွန်တော်တို့နဲ့တလုံးတဝတီဖြစ်ဖို့ရန်ယေရှုခရစ်ရောက်လာတယ်ကျွန်တော်တို့အတွက်သူ့အသက်ကိုစွန့်ဖို့ရန်လောကကိုလာတယ် ခမားနဲ့ကျွန်တော်ကိုအင်မတန်မှချစ်တဲ့အတွက်သူ့မှာရှိတဲ့အံ့ဩပွေရာ ကောင်းတဲ့ချစ်ခြင်းမေတ္တာကြောင့်ဒီလောကမှာကျွန်တော်တို့နဲ့တလုံးတဝတီဖြစ်ဖို့ရောက်လာတယ်။ယေရှုခရစ်တော်ကပြောတယ်"သူဟာသရိုသားဖြစ်တယ်။သင်နဲ့ကျွန်တော်ဟာသရိုသမီးဖြစ်တယ်။ဒီနေ့တစ်ချိန်မှာကျွန်တော်တို့သရိုသမီးအနေနဲ့သရိုသားကိုတွေ့ဖို့ကောင်းကျင်နိုင်ငံမှာယေရှုနဲ့ ပြန်ဆုံးကြမှာဖြစ်တယ်။ဟောရှိရဲ့အသက်တာအဖြစ်ဘုရားရဲ့ချစ်ခြင်းမေတ္တာကိုဟောပြတယ်။ဒီလိုနဲ့ဟောရှိရဲ့အသက်တာကိုပြန်ကြည့်ရအောင်။ဟောရှိဟာဘုရားစီခိုင်းတဲ့အတိုင်းနှုတ်ကပတ်တော်ဝင်ငါခြင်းဘုရားတတိပေးခိုင်းတဲ့နေရာတွေကိုတွားပြီးမှအလုတ်ရှုပ်နေတဲ့ချိန်မှာ သူ့ရဲ့အမျိုးသမီး ကောမဟာအရင်နေတဲ့နေရာကို ပြန်သွားတယ်အရင်ပြုတ်ခဲ့တဲ့အမတန်မှယဉ်စရာကောင်းတဲ့အရာတွေကို ပြန်ပြီးမှကျุလွန်နေအဲ့ဒီနေရာမှာပြန်သွားတယ်သူပြန်လာတဲ့အခါမှာအိမ်မှာသူမရှိတော့ဘူးတနင်္လာဘုရားသခင်ကသူ့ကိုဗာဆက်ပြောတယ်လေဆိုအခန်းကြီး3အပိုင်းငယ်1နဲ့2နည်းငယ်ဖတ်ရအောင် ဂျပန်ထာဝရဘုရားကဣတရီလအမျိုးသားတို့သည် အခြားတစ်ပါးသောဘုရားတို့ကိုဖူးမြော်၍စပိတီးပြင်ကို အလိုရှိတော်လဲထာဝရဘုရားချစ်တော်မူသည်ဤသူမိမိခင်မွန်း၏ချစ်ခြင်းကိုခံလျက်မြောက်မထားသောမိမ့်မကိုတွား၍ချစ်အောင်တော်ဟုငါအားမထားတော်မူသည်အတိုင်းသူမိမကိုငွေ35ကျပ်မူယောဆန် တဟောမဲခွဲနဲ့ငါရွေးယူတယ်။တနည်းအားဖြင့်ဖောက်ပြန်တာဖြစ်တယ်။ဒီဟောရှင်ဟာဒီပိဋ္တဇာမနဲ့ကောင်းကောင်းပေါင်းသင်ပြီးမှပိဋ္တဇာမက သူ့အရင်နေတဲ့နေရာကိုပြန်သွားတယ်။ဟောရှင်နေနေတော့သွားပါစေ။သူရင်တိုင်းမဲ့နေပါစေငါမခေါ်တော့ဘူးလို့သူစိတ်ထဲမှာထင်ကောင်းထင်နိုင်တယ် ါမဲ့ဘုရားသခင်ကပြောလေပြန်ပြန်သွားပါသူ့ကိုပြန်သွားခေါ်ပါယူယူခေါ်လို့မရတဲ့တွယ်ငွေ35ကျပ်မုတ်ရောဆန်တဟောမဲခွဲနဲ့ပြန်ပြီးမှရေးယူပါဘုရားသခင်စိတ်ခိုင်းတဲ့အတိုင်းဟောရှီယာသွားရတယ်အဲ့ဒီယွန်းစရာကောင်းတဲ့မိမကို ပြန်ပြီးမှရေးတယ်ဒီကနေ့ ျွန်တော်ယေရှုခရစ်တော်ကိုတည်ပြီးနောက်ပိုင်းမှာလည်းပဲယေရှုကိုကျွန်တော်စွန့်ပြီးမှတခြားနေရာသွားကောင်းသွားနိုင်ပါတယ်ကျွန်တော်ယုံကြည်ခြင်းထားခဲ့ပြီးမှဘယ်လိုအသက်တာနဲ့ပဲအသက်ရှင်ရှင်ယေရှုကကျွန်တော်ကိုချစ်နေတော့မှာဖြစ်တယ်ယေရှုကကျွန်တော်နဲ့တလုံးတဝါတည်ဖြစ်ဖို့ကျွန်တော်စီမှာအမြဲတမ်းလာခြင်းနဲ့ ချစ်ခြင်းမေတ္တာတော်ဖြစ်ရှင်ဖြစ်ပါတယ်။ဒါကြောင့်တင်းအနေနဲ့ကျွန်တော်ယေရှုနဲ့ဝေးကွာတယ်လို့ခံစားကောင်းခံစားနိုင်ပါတယ်။အိုးအရင်တော့ကတော့ယေရှုကိုချစ်တယ်အခုချိန်မှာတော့ယေရှုဆိုတာကျွန်တော်ရဲ့အတ္တမှာမရှိတော့ဘူးလို့ထင်ကောင်းထင်နိုင်ပါတယ်။ဒါပေမဲ့ယေရှုဟာတင်းကိုချစ်တော့မှာပဲ။တင်းရှိတဲ့နေရာမှာဘယ်လိုပဲအဖို့ခပေးရပေးရ ဘယ်လိုပဲရွေးရရွေးရတင့်ကို အဖိုးခပေးပြီးမှတင့်ကိုရွေးစရာရှိတဲ့အရာနဲ့ရွေးပြီးမှတင့်စီမှာသူ့ရဲ့သားသမီးအနေနဲ့သူ့ရဲ့ခင်မောအနေနဲ့သူနဲ့တလုံးတဝတီဖြစ်ဖို့ရန်တင့်စီကိုအမြဲတမ်းလာနေတဲ့ချက်ချင်းမြစ်တာတော့ယေရှုဖြစ်တယ်ဆိုတာ prophet ဟောရှေရဲ့အသက်တာအဖြစ် အနေငယ်ခွန်အားပေးခြင်းပါတယ်။ဒါကြောင့်ဒီနေ့ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကိုနားလည်ပြီးမှဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကိုရရှိတော်သူများ ဖြစ်ဖို့ရောက်စီတိုင်းကိုဘုရားရှင်ကောင်းချီးပေးပါစေ။